အားလုံးမင်္ဂလာပါခင်ဗျာဒီနေ့တော့အခုတလောနာမည်ကြီးနေတဲ့ခဲကနေရွှေဖြစ်အောင် လုပ်တယ်ဆိုတော့ဒီနေ့နဲ့ပတ်သက်ပြီးကျွန်တော်တင်ပြဆွေးနွေးပြသွားမှာဖြစ်ပါတယ်အဲ့တော့ခဲကနေရွှေဖြစ်အောင်လုပ်တယ်ဆိုတဲ့ဟာအမှန်မဲလားတကယ်ပဲခဲကနေရွှေဖြစ်အောင်လုပ်နိုင်သလားဘသူတွေကခဲကနေရွှေဖြစ်အောင်ပြောင်းပေးခဲ့တာလဲအဂိယပညာရှင်တွေလားမှော်ဆရာတွေလားဝိဇ္ဇတ်တွေလားဒါမှမဟုတ်သိပ္ပံပညာရှင်တွေလားဘလို့ပြောင်းတယ်လဲ ဒီလိုပြောင်းနိုင်ဖို့တူကငွေစိတ်ကဘလောက်များမလဲဘလောက်ခက်ခဲမလဲဘလောက်လွယ်ကူမလဲလွယ်လွယ်ကူကူကျွန်တော်တို့အိမ်မှာခဲရနေရွှေဖျောင်ပြောင်းလို့ဖြစ်နိုင်မလားဒီလိုခွဲရနေရွှေဖျောင်ပြောင်းတဲ့ဤပညာကိုစက်ရုံတည်ပြီးတော့မှစီးပွားဖြစ်ရွှေထုတ်လို့နိုင်မလားဒါတွေကိုကျွန်တော်ဒီနေ့တင်ပြဆွေးနွေးသွားမှာဖြစ်ပါတယ် အခုခဲရနေရွှေဖြစ်အောင်ပြောင်းတယ်ဖြစ်စဉ်တနည်းအားဖြင့်ခဲရနေရွှေဖြစ်အောင်ပြောင်းတဲ့စံတန်ဘူကိုပြုလုပ်ခဲ့တာအကိယပညာရှင်တွေလည်းမဟုတ်ဘူးเนาะကျွန်တော်တို့ဝိဇတ်တွေမှောစရာတွေအထက်လန်းစရာတွေလည်းမဟုတ်ဘူးဥရောပတိုင်းမှာရှိတဲ့ sun ဆိုတဲ့သူတည်နာဌာနအသိပညာရှင်တွေပြုလုပ်ခဲ့တာဖြစ်ပါတယ်အဲ့တော့ sun ဆိုတာဘာလဲ sun ဆိုတာပြောရလို့ရှင်တော့ particle accelerator ပဲဒီ particle accelerator ကြီးကဘာမှရှိလဲဆိုတော့ switzerland နဲ့ France ပြင်သစ်နိုင်ငံနှစ်ခုရဲ့နေကြားဒေတာမှာတည်ထောင်ထားတဲ့ဥရောပသမဂ္ဂဝင်နိုင်ငံတွေရဲ့စုပေါင်းပြီးတော့မှထက်ဝင်တဲ့ရန်မုံတွေနဲ့တည်ထောင်ထားတဲ့ particle accelerator ကြီးဖြစ်ပါတယ်။ဒီနည်းအမြပြောရရင်ဒီ sun ဆိုတာ particle accelerator လောကမှာတော့ atom တွေထက်သေးငယ်တဲ့ subatomic particle တွေ subatomic အမှုန်လေးတွေအလွန်လွန်သေးငယ်တဲ့အမှုန်လေးတွေရဲ့လောကမှာတော့ဒါ NASA ပေါ့ဗျာ။အမေရိကမှာအာကာသသိပ္ပံနဲ့ပတ်သက်ရင် NASA ထိပ်တန်းရောက်သလိုပဲ particle လောကမှာလည်း sun တွေ နာစားပဲသူဒီထိုက်တမ်းပဲဘရင်တဆူပဲပေါ့ဗျဒီစမ်းဒီ large hadron collider ကြီးဖြစ်ပါတယ်ကဘာမှာအကြီးဆုံး large hadron collider ကဘာမှာအကြီးဆုံး powerful အဖြစ်ဆုံး large hadron collider ကြီးအဲ့တော့ large hadron collider တနည်းပြ particle accelerator ဆိုတာဘာလဲ particle accelerator ဆိုတာဘာလဲဆိုတော့ အားလုံးသိမိသားဖြစ်မှာပါလူကခုတ်ကဏ္ဍ solution ကျွန်တော်အတန်နဲ့လည်းဖွဲ့စည်းထားတယ်ကဘာမှရှိတဲ့စက်ကြောရဲမှာရှိတဲ့အရာအလုံးအတန်နဲ့လည်းဖွဲ့စည်းထားတယ်နောက် hydrogen အတန်နေရှိမယ် helium အတန်နေရှိမယ် oxygen nitrogen carbon အတန်နေရှိမယ်လူကခုတ်ကဏ္ဍဆိုတာကျွန်တော် carbon အတန်နဲ့လည်းဖွဲ့စည်းထားတာနောက် iron ဆိုရင်တန်အတန်လေး size ဆိုပါ aluminum အတန်နေရှိပဲ copper အတန်ကြီးနောက်ပဒါရွှေငွေဒါတွေအားလုံးကအတန်တွေပဲအတန်တွေလည်းဖွဲ့စည်းထားတယ်အတန်တွေအားလုံးစုပြီးတော့မှအဆိုင်ခဲကြီးတွေဖြစ်လာတာ အက်တန်တလုံးစင်းစီကအလွန်သေးတယ်အလွန်လွန်သေးတယ်တခါအက်တန်ကိုထပ်ဆိုက်လိုက်လို့ရှိရင်ထဲမှာပရိုတွန်တွေရှိတယ်နျူထရွန်တွေရှိတယ်အီလက်ထရွန်တွေရှိတယ်ပရိုတွန်နဲ့နျူထရွန်လိုက်တွေစုံမသွားဘူးပရိုတွန်နဲ့နျူထရွန်ကိုထပ်ဆိုက်လိုက်လို့ရှိရင် quark ဆိုတာရှိသေးတယ်နော်ပရိုတွန်ဆိုလို့ရှိရင် quark သုံးမှုနဲ့ဖွဲ့စည်းထားတယ်နျူထရွန်ဆိုလည်းအလိုပဲ quark သုံးမှုနဲ့ဖွဲ့စည်းထားတယ်ဟယ်လိုပရိုတွန်နဲ့နျူထရွန်နဲ့အီလက်ထရွန်နဲ့ quark တွေမဟုတ်ဘူးတခြားမုံတွေရှိသေးတယ်ဖိုတွန်တွေရှိတယ်ဂလူယွန်းတွေရှိတယ်နျူထရီနိုတွေရှိတယ်အစရှိသဖြင့်ပေါ့အများကြီးအများကြီးရှိသေးတယ် ဒီအမှုန်တွေကိုဘယ်လိုရှာလဲဆိုတော့ဒီ particle accelerator ထဲမှာရှာတာဘယ်လိုနီးလက်လက်ရှာတာလဲဆိုတော့ particle accelerator ဆိုတာဘာလဲဆိုတော့ပြောရလို့ရှင်လိုင်ကောင်းကြီးပဲအလွန်ကြီးမားတဲ့လိုင်ကောင်းကြီးအလွန်ရှည်တဲ့လိုင်ကောင်းကြီးတော့ particle accelerator ကြီးလေလေဒီလိုင်ကောင်းကြီးအရှာရှည်လေလေပဲဒီ sun ဆိုလို့ရှိရင်သူ့ရဲ့လိုင်ကောင်းကဘယ်လောက်လောက်ရှည်လဲဆိုတော့28 km 28 km ဆိုရန်ကုန်ဘကိုးရဲ့တဝက်နီးပါးရှိတာပေါ့ရန်ကုန်နဲ့ဘကိုးကွာပြီးတဝက်လောက်နီးပါးရှိတယ် အလောက်ရှိတဲ့လှိုင်ကောင်းမျိုးမြေအောင်ထဲမှာတူးဖော်ထားတာအဲ့ဒီထဲမှာကျွန်တော်တို့ပြောတဲ့အတန်နေနော်အတန်ဆိုလို့ရှိရင်ဟလာကျွန်တော်အတန်ပေါင်းစုံပေါ့ဗျာနော်ယူနီယံအတန်နေကျွန်တော်လက်အတန်နေစသဖြင့်ခဲနော်တန်နော်တတူပေါင်းစုံရဲ့အတန်နေ trusting ပေါင်းစုံရဲ့အတန်နေကိုအလွန်လင်းမြန်တဲ့နှုံးနဲ့အဲ့လှိုင်ကောင်းကြီးတွေမှာပြစ်ထည့်လိုက်တယ် ဘလောက်ထိတော့မြန်လဲဆိုတော့အလင်းလင်းနှုံကြီးပါလောက်အချိန်ထိမြန်အောင်ပြစ်ထည့်လိုက်တာပြစ်ထည့်လိုက်တဲ့ခါကျလို့ရှင်နော်လိုင်ငောင်းရဲ့တဖိုးပတ်ထိတ်ကနေပြီးတော့မှတလုံးကိုပြစ်ထည့်လိုက်တယ်ဒီဘက်ထိတ်ကနေလည်းတော့တလုံးကိုပြစ်ထည့်လိုက်တယ်နော်လိုင်ငောင်းကတက်တက်တော့မဟုတ်ပြလိုင်ငောင်းကစပိုင်းပုံပတ်ထားအားလုံးဒီတိုင်းပဲကားတစ်စင်းသွားမယ်ဆိုလို့ရှိရင်ချက်ချင်းရက်နေတဲ့နေရာကနေကီလိုမီတာ100နဲ့တနိုင်ကီလိုမီတာ100လီဗာနေလိုက်တာနဲ့ချက်ချင်းတက်ရောက်သွားတာမဟုတ်ဘူးလေဖြည်းဖြည်းချင်းအချိန်ကတင်ရတာအဲ့လိုပဲ ဒီအမှုံတွေကိုအလင်းလင်းလုံးတွေပါအရှင်ရအောင်တင်ဖို့ဆိုတာချက်ချင်းအလင်းလုံးပါအရှင်ရောက်သွားတာမဟုတ်ဘူးအချိန်လိုတယ်အကွာဝေးလိုတယ်နော်အဲ့လိုသွားနေကျမဖြည်း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 နဲ့အရှင်တင်နေတော့တင်သွားတဲ့ခါကျဒီလိုဆောင်းဝိုင်းဖြစ်ပတ်ထားတဲ့အတွက်ကြောင့်မလို့ဆောင်းဝိုင်းထဲမှာတပတ်ပြီးတပတ်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 ပိုင်ရင်ပိုင်ရင်နဲ့တော့တပတ်ပတ်တိုင်းအရှင်ကတက်လာရင်တပတ်ပတ်တိုင်းအရှင်ကတက်လာရင်တပတ်ပတ်လာရင်အရှင်ကတက်လာလေအပိုင်မင်းမပတ်လေအရှင်ကတက်လာလေအဲ့လိုအရှင်ကတက်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 ပြီးအရှင်ရမ်းမြန်လာတဲ့အလင်းရုံတွေပါအမြန်လာရတဲ့အချိန်မှာနော် အဲ့လိုပပပတဘာပိတဘာပိုင်ပိုင်နဲ့အရှင်ကတက်တက်လာလင်းယုံနေပါကြီးအရှင်ရှင်ကိုရောက်လာတဲ့အချိန်မှာတခြားအက်တန်တစ်ခုကိုအင်္ဂနဲ့ဝင်စောင့်ထိုင်လိုက်တယ်။ဘီလီယက်ဘောလုံးတစ်လုံးနောက်ဘီလီယက်ဘောလုံးတစ်လုံးထိုးထိုင်လိုက်သူ။တိုင်းနဲ့ဝင်စောင့်လိုက်တယ်။စောင့်လိုက်တော့အရှင်အရှင်ပြင်းတဲ့အခါကျတော့အဲ့လိုအက်တန်တစ်လုံးနဲ့တစ်လုံးအလင်းလင်းလုံးနေပါအရှင်လည်းတိုင်းနဲ့ဝင်စောင့်မိတဲ့အချိန်မှာဘာဖြစ်သွားလဲဆိုတော့ဒီအက်တန်ကပြုတ်ကွဲပြီးထွက်လာတယ်။သူ့ရှင်ကနေပစ္စည်းပေါင်းစုံပြုတ်ကွဲပြီးထွက်လာတယ်။ပြုတ်ကွဲပြီးထွက်လာတဲ့ဟာတွေကိုလေ့လာ ။ညဘာတွေထွက်လာလဲဆိုတော့ကြည်ပြီးလေ့လာတာ။အဲ့တော့ဘာဖြစ်လို့အဲ့လိုတိုက်ပြီးတော့မှလေ့လာရတာလဲဆိုတော့ဒီတိုင်းဆိုလို့ရှိရင်ဒီအမှုန်တွေကတောင်တုံထွက်ပလာ။အဲ့လိုပြင်းထန်တဲ့အချိန်လဲတိုက်မိတဲ့အခါကြလို့ရှိရင်ဘာနဲ့တူတဲ့အခြေအနေတစ်ခုကိုဖန်တီးနိုင်လဲဆိုတော့ကျွန်တော် Big Bang Big Bang ကြောင့်လဲကျွန်တော်ဗီဒီယိုပြောပြကြရတယ်။အဲ Big Bang အစောပိုင်းကလာအစောပိုင်းကလာဆိုမှာပထမတစ်စက္ကန့်နဲ့နောက်တတန်းပုံတစ်ပုံနှစ်တန်းပုံတစ်ပုံတန်းတရာပုံတစ်ပုံတန်းနှစ်ထောင်ပုံတစ်ပုံအဲ့လောက်ကလာအတိုင်းတားလေးအတွက်မှာနောက်ပထမတစ်စက္ကန့်နှစ်စက္ကန့်လောက်ကလာအတွက်မှာရှိနေသော အခြေအနေနဲ့တူတဲ့အခြေအနေတစ်ခုကိုကမ္ဘာပေါ်မှာရှိတဲ့အဲ့ဒီ laboratory အဲ့ဒီ particle accelerator တွေမှာခဏတစ်ဖြုတ်ဖန်တီးနိုင်တယ်။အဲ့တော့ခဏလေးဖြုတ်ဖန်တီးလိုက်တဲ့အချိန်အတွင်းမှာထွက်လာတဲ့အမှုံတွေဒီဘလို့အမှုံမျိုးတွေလဲဆိုတော့အဲ့ဒီ big bang ရဲ့အစောပိုင်းပထမတစ်စက္ကန့်နှစ်စက္ကန့်လောက်ကာလအတွင်းမှာเนาะဒါမှမဟုတ်လေတစ်စက္ကန့်အပုံတန်းမှုတစ်ပုံလောက်ကာလအတွင်းအပုံနောက်တန်းတရာမှုတစ်ပုံလောက်ကာလအတွင်းအဲ့လောက်ကာလလေးအတွင်းမှာထွက်လာတော့အမှုံတွေအဲ့လောက်ကာလလေးအတွင်းမှာထွက်လာတဲ့ စွမ်းအားတွေအဲ့လောက်ကလာတွေမှာဖြစ်ပြက်သွားတဲ့အဖြစ်ပြက်တွေနဲ့တူညီတဲ့အဖြစ်ပြက်တွေကိုဓာတ်ခွဲခြမ်းထဲမှာဖန်တီးပြီးကျွန်တော်တို့ကလေ့လာနေတယ်။ဒီနေ့ကပြီးပြောလို့ရှိရင် Big Bang ကိုတိုင်းရိုက်နေပါကျွန်တော်တို့ကလေ့လာတာဓာတ်ခွဲခြမ်းထဲမှာဒီလိုလေ့လာနိုင်ဖို့တော့အဲ့လိုကြီးမားတဲ့ particle accelerator တိုင်းတွေစောက်ပြီးတော့မှ atom တွေကိုတစ်လုံးနဲ့တစ်လုံးအလင်းလုံနေပါရှိနေတိုင်းရဲ့နဲ့ပြည့်ရိုက်ပြီးတော့မှဖန်တီးပြီးတော့မှကျွန်တော်လေ့လာတာဖြစ်ပါတယ်။အဲ့တော့ဒါကပုံမှန်လေ့လာတာ သို့တော်လေအခုကျွန်တော်တို့ပြောမယ် experiment မှာကြတော့ထူကြတယ်သူကဘာလဲဆိုတော့အဲ့လိုမျိုးအတန်နှလုံးကိုမျက်နှာချင်းဆိုင်တိုင်းနေတယ်နော်ကားနဲ့ဆင်းကောင်းချင်းဆိုင်တိုက်တယ်လို့တိုင်းနေတိုက်တာမဟုတ်ဟိုဘက်ကလာတဲ့ကားလေဒီဘက်ကလာတဲ့ကားလေဘေးချင်းရှင်ပြီးတော့မှမထီထီလေးပုတ်သွားတဲ့ပုံစံမျိုးတော့ဟိုဘက်ကလာတဲ့အတန်လေဒီဘက်ကလာတဲ့အတန်နှလုံးဒီဘေးချင်းကပ်ပြီးတော့မှမထီထီပုတ်ဆွဲသွားတဲ့အချိန်မှာဘာဖြစ်လဲဆိုတာကိုဒီ experiment လေ့လာတာဒါကထူးကြတာ ပုံမှန်လို့တက်တက်တိုက်တာမဟုတ်ဘူးလေ။တော့ဘေးနားလေးရှက်ပြီးဖြတ်သွားတဲ့အချိန်မှာအလင်းလုံလေးပါရှိနေတခုနဲ့တခုဘေးနားကပ်ပြီးရှက်ပြီးဖြတ်သွားတဲ့အချိန်မှာဘာဖြစ်လဲဖြစ်ပေါ်လာတာတွေကိုလေ့လာတာ။ကပ်ပြီးပုတ်ပြီးဆွဲသွားတဲ့အချိန်မှာဘာဖြစ်တယ်လဲဆိုတော့ကျွန်တော်ဆက်ပြီးကြည့်ကြရအောင်ပါ။ ဒီလိုမျိုးပုတ်ဆွဲသွားတဲ့ခါကျတော့ဘာထူးကြတာတွေဖြစ်လာတယ်လဲဘာတွေထွက်လာလဲဆိုတာကိုမပြောခင်ကျွန်တော်ရွှေဖြစ်အောင်အခိရထိုးတဲ့အကြောင်းလေးပြောကြရအောင်ဗျရာစုနဲ့နဲ့ချီပြီးတော့မှလူတွေကတော့တခြားတတူတွေတခြားဘုထုပစ္စည်းတွေကနေပြီးတော့မှရွှေဖြစ်အောင်ပြောင်းဖို့ကြိုးစားခဲ့ကြတယ်။နောက်ရှေ့တိုင်းမှာလည်းကျွန်တော်တို့အဲ့လိုပြောင်းဖို့ကြိုးစားခဲ့ကြတယ်။နောက်ဗမာဆိုလို့ရှိရင်ရှေ့အစကောင်းလာတယ်ဘာလို့ပေါ့ဗျ။နောက်တိုင်းမှာဆိုလည်းအဲ့လိုပဲ။ Trust in you ရွှေဖျောင်းပြောင်းဖို့ကြိုးစားကြတယ်။ပမာရီကတော့ကျွန်တော်တန်ကနေတန်ကိုပဓာကျွေးပြီးရွှေဖျောင်းပြောင်းဖို့ကြိုးစားတာထင်တယ်။ကျွန်တော်တေချာတော့မသိပြန်။နောက်တိုင်းမှာကတော့တန်ကနေရွှေဖျောင်းပြောင်းတယ်ပို့ကြိုးစားတယ်။ခဲကနေရွှေဖျောင်းပြောင်းဖို့ကြိုးစားတယ်။ဒါတွေကပေါ့ပေါ့ပေါ့ပေးရတဲ့တတ်တူတွေကိုအဲ့ကနေရွှေဖျောင်းပြောင်းဖို့ကြိုးစားကြတယ်။နောက် Harry Potter Harry Potter ရုပ်ရှင်ကြီးကြည့်ဘူးလားပထမဆုံးရုပ်ရှင်ပထမဆုံးဝတ္ထုကပါလဲဆို Harry Potter and the Sorcerer's Stone ဆို Sorcerer's Stone ဆိုတာပါလဲဆိုတော့ကျွန်တော်တို့ဓာတ်လုံးပဲဗျ Sorcerer's Stone ဆိုတာဓာတ်လုံးပဲ ဒီဒီ sorcerer stone ကတက်လုံးကနေပြီးတော့မှကျွန်တော်ရွှေဖျောင်းတန်ကိုရွှေဖျောင်းပြောင်းနိုင်တယ်ဒီတက်လုံးကကြောင့်မလို့နော်အတက်မသေးတော့ဘူးနော်စသဖြင့်ပေါ့ဗျာနော်ကိုတုတ်ပြီးတားပြီးလဲပေါ့စသဖြင့်မြေပါဒါဒါ philosopher stone ဆိုတာဒါတက်လုံးကဒါဒါကျွန်တော်အရှိတားရကျွန်တော် ပြောတဲ့တက်လုံးပဲဗျအဲ့နောက်တိုင်း algae ကို ဒီတိုင်းအထင်သေးလို့တော့မရဘူးဗျာ။ဘာဖြစ်လို့လဲဆိုတော့အစအစချင်းကတော့အကိရထိုးကြတာပဲ။အကိရထိုးတာကနေဟိုပစ္စည်းတွေ့လိုက်ဒီပစ္စည်းတွေ့လိုက်ဟိုပစ္စည်းလိုက်ဒီပစ္စည်းတွေ့လိုက်လေကြာတဲ့အခါကျတော့အကိရသမားတွေကနေပြောမှာအကိရတပိုင်း chemist တပိုင်းနော်ဓာတုပိတပညာရှင်တပိုင်းအဲ့အနေပြီးတော့မှတော့အကိရပညာတိမ်ကိုသွားပြီးတော့မှတိတ်ပံအခြေခံတော့ဓာတုပိတပညာဖြစ်လာတာ။အဲ့ကြောင့်မလို့ modern chemistry ကအနောက်တိုင်းပါဆိုလို့ရှိရင်ဒါအကိရထိုးတဲ့နေရာစခဲ့တာပဲ။သို့တော်လည်းပဲ နော် chemistry ဒီဘယ်လောက်ပဲတိုးတက်လာသည်တိုးတက်လာသည်ထားအောင်တော့အခုဆိုလို့ရှိရင်ကျွန်တော် chemistry ကြောင့်မလို့ပစ္စည်းပေါင်းစုံရလာတယ်နော်ကျွန်တော်တို့ LY ပေါင်းစုံတတုဇပေါင်းစုံဖြစ်လာတယ်နော်ကျွန်တော် plastic ဆိုလည်းဒါ chemistry ပဲနော် synthetic material ပေါင်းစုံဖြစ်လာတယ်ဒါလောက်တိုးတက်လာသည်တိုင်အောင်ကို chemistry ကြီးအခုဒီတခြားပစ္စည်းကနေပြမတခြား dressing ကနေရွှေ့ပြမလုပ်ပေးနိုင်သေးဘူးဗျ chemistry က chemistry ကရွှေ့ပြမလုပ်နိုင်သေးဘူးအဲ့တော့ဘယ်သူတွေကရွှေ့ပြအောင်လုပ်တယ်လဲဘယ်သူတွေကရွှေ့ပြအောင်လုပ်မလဲဆိုတော့ nuclear physics တွေအနုမျိုးယူပါပေးတဲ့ပညာရှင်တွေ nuclear physics တွေကရွှေ့ပြောင်းလုပ်ပေးနိုင်ပြီဖြစ်ပါတယ်ရွှေ့ပြောင်းဘယ်လိုလုပ်တယ်လဲနော်ခဲကနေရွှေ့ပြောင်းဘယ်လိုလုပ်တယ်လဲဆိုတာကိုမပြောခင်တခြား dressing တစ်ခုခုထားပါလားခဲကနေမခဲကနေရွှေ့ပြောင်းလုပ်ဖို့ဆိုတာဖြစ်နိုင်မလား theoretically possible ဖြစ်နိုင်မလားဖြစ်နိုင်မလားဆိုတော့ကျွန်တော် periodic table နော် chemistry မှာကျွန်တော် periodic table ကိုသင်ပူးကြလိမ့်မယ်ကိုယ်တန်းကိုယ်တန်းမှာစပြီးကျွန်တော်တို့ periodic table စတင်ရတာပဲ periodic table မှာကြည့်လိုက်မယ်ဆိုလို့ရှိရင် care let pb နော် pb ဆိုပြီးရေးထားရတာ care ပဲ care မှာ care atomic number 82 82ပဲ atomic number ဆိုရှင်းရင်းပြောလို့ရှိရင်ပါလဲဆိုတော့ proton ဘယ်နှလုံးရှိတယ်ဆိုတာပဲ nucleus ထဲမှာဒီ dressing ရဲ့ nucleus မှာ proton ပဲတစ်လုံးရှိတယ်လဲဆိုတာဒီသူ့ရဲ့ atomic ပဲ။အဲ့တော့ proton တစ်လုံးရှိရဲ့ atomic number 1 hydrogen helium ဆိုလို့ရှိရင် atomic number 2 proton တစ်လုံးရှိတယ် carbon ဆိုနော်6လုံးရှိတယ် nitrogen ဆို7နော် proton ခုနှစ်လုံးရှိတယ် oxygen ဆို8နော် proton ရှစ်လုံးရှိတယ်စသဖြင့်ဖြစ်ခဲဒီလက်ခဲဒီ proton 82လုံးရှိတယ်သူ့ရဲ့ atomic number 82ရွှေရကြတော့89လုံးရှိတယ် atomic number 79 ဘယ်နှလုံးကွာလဲဆိုတော့၃လုံးကွာတယ်ဗျ။ခဲရွှေတဲ့ပူလေးတယ်။အကဲကြီးများတာခဲရဲ့အတန်နေရအဲ့ဒီပူနေတဲ့ proton ၃လုံးကိုတနည်းနည်းနဲ့ဆွဲထုတ်နိုင်မယ်ဆိုလို့ရှိရင်နောက်82လုံးနေရ၃လုံးဆွဲထုတ်လိုက်မယ်ဆိုလို့ရှိရင်89လုံးကျန်ခဲ့ proton 89လုံးကျန်ခဲ့တယ်ဆိုလို့ရှိရင်အဲ့ဒီ drusing ဒီရွှေပဲဗျရွှေဖြစ်ပြောင်းလဲသွားလိမ့်မယ်ဒါဒီနောက်ခဲကနေရွှေဖြစ်ကိုဘယ်လိုပြောင်းလဲဆိုတော့အဲ့ proton ၃လုံးကိုတော့ထုတ်နိုင်ရင် ခဲရနေစီပြောင်းသွားပြီအဲ့လိုထုတ်ဖို့ဆိုတာကာမန်ကက်မီကယ်နည်းလမ်းတွေအရပြကက်မီကယ်မှာကက်မစ်ထရီမှာ drop ပေါင်းနေဘူးလား dressing တွေပေါင်းပြီးတော့မှလား drop ပေါင်းမျိုးမျိုးလုပ်နိုင်တယ် dressing တခုနောက်တစ်ခုမပြောင်းနိုင်သေးဘူး nuclear physics မှာတော့ပြောင်းလို့ရတယ်အဲ့1980မှာ1980မှာ glancy box ဆိုတာ glancy box ဒီကျွန်တော်တို့ nuclear physics is nobel ဆုရ nuclear physics သူကဘာလုပ်ခဲ့လဲဆိုတော့ bismarck ကနေပြီးတော့မှရွှေဖြစ်ကိုအောင်မြင်ပြောင်းလဲနိုင်ခဲ့တယ် ဘစ်စမတ်ကခဲရ82နော်ခဲရပရိုတွန်82လုံးရှိတယ်ဘစ်စမတ်ကတော့83လုံးရှိတယ်ခဲတဲ့တလုံးပုံများတာပေါ့အဲ့ခဲရနေတော့အဲ့အဲ့ဒီ sorry အဲ့ခဲမို့အဲ့ဘစ်စမတ်ကွန်ပါဟိုဘစ်စမတ် element ဟို dressing ကိုဘေးကနေပြီးတော့မှ atom တွေလက်ပစ်ခဲ့တယ်နော်ဘာ atom တွေလက်ပစ်ခဲ့တယ်လဲဆိုတော့ carbon 12 atom တွေ neon 20 atom တွေနော် neon တို့ carbon တို့အဲ့ဒီ atom တွေလက်အရှင်ပြင်းမင်းနဲ့တဖုံဖုံပစ်ခဲ့တာ တော့ဆက်တက်တောင်တော့ဆက်တက်နဲ့လည်းပြစ်တယ်တော့ဖုံးဖုံးပြစ်ထဲတာပြစ်ထဲတဲ့အခါကျတော့အဲ့ basement ကနေတူတူနေပြုတ်ထွက်လာပြုတ်ထွက်လာပြီးတော့မှနော်အချို့သော basement တွေဒီရွှေဖြစ်လက်ပြောင်းသွားတယ်။ဒါပေမဲ့ပမာဏရန်နေတယ်ဗျ။နော်ရက်ပေါင်းလာများစွာ run ပြီးတဲ့အချိန်မှာတော့မှရတဲ့ဟာဘယ်လောက်လဲဆိုတော့ goal အတန်းထောင်ကနန်းလောက်ပဲရတယ်။ goal အတန်းထောင်ကနန်းဆိုတာဒီလိုလက်ဆုပ်လက်ကင်ပြနိုင်တဲ့ပမာဏလောက်မရှိဘူး။နော်မျက်စိနဲ့မြင်ရတဲ့ပမာဏလောက်မရှိဘူး။အလွန်လွန်နေတယ်။အလွန်လွန်အလွန်လွန်အလွန်လွန်နေတယ်။ တော့ရောင်းစားလို့ရှိရင်တကြက်တောင်မရနိုင်နဲ့ပမာဏနော်အဲ့လောက်ဒီနေရမြင်လည်းမမြင်ရတဲ့တိုင်လည်းတော့တာမန်စက်ကရီယာလေးလည်းတိုင်လို့မြင်ရတဲ့ပမာဏအဲ့လောက်ပဲပြန်အဲ့တော့ဘာဖြစ်လဲဆိုတော့ cost factor တော့မဖြစ်ဘူးပြန်အရင်တော့မကြည့်ဘူးပေါ့ဒါကြီး run ရတဲ့ဒီဒီ particle accelerator ကိုဒါကြီးကို run ရတဲ့ကုန်ကြမ်းစီနဲ့ထွက်လာတဲ့ရွှေလေးကအရင်တော့မကြည့်ဘူးပြန်သို့တော့ဘာအမြတ်ထွက်လာလဲဆိုတော့ proof of concept ပေါ့ဒါတခြား dressing တစ်ခုကနေ proton ဖြုတ်ပြီးရွှေဖြစ်ပြောင်းနိုင်တယ်ဆိုတာကို theory တည်းနဲ့မကုန်လက်တွေ့လည်းပြောင်းနိုင်တယ်ဆိုတော့တက်တည်ပြခဲ့တာ ဒါပုစောက်ကောင်းဆက်မှာပမာဏတော့ရန်နေလုံးဝကြီးတယ် <laughs> <laughs> Okay အဲ့တော့အခုစမ်းကြတော့ဘယ်လိုလုပ်လဲကြည့်အောင်ဒီစားလုပ်တဲ့ experiment ဒီ Alice experiment လို့ခေါ်တယ် a large iron collider experiment E L I C E Alice a large iron collider experiment အတူက Alice ပေါ့ ဒီ Alice experiment မှာဘာလုပ်တာလဲဆိုတော့ဒါကျွန်တော်ပြောခဲ့တယ်လို့တက်တက်တိုက်တာမဟုတ်ရှက်တိုက်တာအဲ့လိုရှက်တိုက်တာကိုဘာခေါ်လဲဆိုတော့ ultra peripheral collision ခေါ်တယ် collision ဆိုတာတိုက်နေတာ peripheral ဆိုတာဘာလဲဆိုတော့အဆုံပြားကို peripheral လို့ခေါ်တာ ultra peripheral ဆိုတော့အရန်ကတ်နေတော့အဆုံပြားပေါ့ဒါမြန်မာလိုတိုက်ဟဲ့ပြန်ရမယ်ဆိုလို့ရှိရင်အရန်ကတ်နေတော့အဆုံပြားနဲ့ပုတ်တိုင်မိခြင်းပေါ့ပြောဟဲ့လို့ရှက်တိုက်တာပေါ့ဗျာရှက်တိုက်တာအဲ့ဒါပါပဲပုတ်ပြီးတော့မှကတ်ဆွဲသွားတာကားနှစ်စင်းဗေးလိုက်လက်မလောက်ပဲခြာပြီးပုတ်ပြီးကတ်ဆွဲသွားတယ်လို့ပဲ physically ထိတာမဟုတ်ဘူးဒါပေမဲ့ဒါပေမဲ့လည်းပုတ်ပြီးဆွဲသွားတဲ့အတွက်ကြောင့်မို့စဉ်းစားကြည့်လိုက်ခိုးဘက်ကပါစကာရီဒီဇီးကခမရကားသေးလေမောင်းလာတယ်ဘေးကနေပါစကာရီဒီဇီးကခမရဘေးကနေပြီးတော့မှတလက်မလောက်အကွာနေတလက်မနဲ့လက်မလောက်ကွာတယ်အရှိန်နဲ့ဝေါကနဲ့ဖြတ်သွားသွားရင်ခမရကပါဖြစ်သွားပြီခါရမ်းထွက်သွားတာပေါ့ဟုတ်တယ်မလားကြုံဘူးလိမ့်မယ်အဲ့လောက်တော့မကတ်တဲ့နေရာတွေဘေးကနေနော်ကော်ပါစကိုင်းဒီစီဒါမှမဟုတ်ကုန်းကိုင်းဒီစီအရှိန်နဲ့ဆက်နေဘက်ကနေပြီးတော့မှလာပြီးတော့မှပုတ်ဆွဲသွားလို့ရှိရင်ဘယ်လိုဖြစ်သွားလဲဆိုခါထွက်သွားတာကား နော်တခါလေးကြလို့ရှင် CRM ကိုမနှဲအောင်မနှဲတောင်ထင်ရတယ်အဲ့လိုအခြေအနေမျိုးဆိုရှင်အလွန်အန္တရာယ်များတဲ့ဟာမျိုးပေါ့အဲ့လိုပုတ်ဆွဲသွားတာအဲ့လိုပုတ်ပြီးတော့မှဆွဲထက်သွားတဲ့ခါကျတော့ဘာဖြစ်လဲဆိုတော့ nucleus ဆီမှာကြည့်လဲ nucleus ဆီမှာရှိတယ်ဘာရှိလဲဆိုတော့ proton တွေရှိတယ် neutron တွေရှိတယ် proton နဲ့ neutron တွေကိုဆွဲထားတာဒီဘာဆိုတော့ strong nuclear force strong nuclear force ကအချင်းကြီးကိုမလွတ်ဆွဲထားတယ်အရင်အားကောင်းတဲ့အားနဲ့ဆွဲထားတာဒါပေမဲ့ proton တွေအားလုံးက positive charge တွေ ပေါင်းတက်ဆောင်နဲ့ positive charge ချင်းအဲ့တော့အားလုံးသိတယ် positive positive ချင်းတွန်းတယ် negative negative ချင်းတွန်းတယ် positive negative ဆိုဆွဲတယ်အဲ့တော့ protein ရဲ့ချင်းကြီးကလည်းတွန်းနေတယ် protein ရဲ့ချင်းကြီးကလည်းတွန်းနေတဲ့ electrostatic force ရှိတယ်အတွင်းကိုဆွဲတယ် strong nuclear force ရှိတယ်အဲ့ strong nuclear force ကအားကောင်းလို့လို့သူတို့မပြုတ်အောင်ဆွဲသွားတာဆွဲထားတာဒါပေမဲ့ဘေးကနေပြီးတော့မှနောက်ထပ်လော်ရီကားတစ်စီးကကပ်ဖြတ်သွားတဲ့အခါကျလော်ရီကားတော့မဟုတ်ဘူးဗျဘေးကနေတခြားအတန်တူကကပ်ဖြတ်သွားတဲ့အခါကျတော့အဲ့ဒီအတန်မှလည်းဘာလို့ရှိလဲဆိုတော့အဲ့ဒီအတန်ကလည်း positive charge ရှိတာ နော် atom တစ်ခုလုံးပေါ့ atom ရဲ့ nucleus ပဲ atom တစ်လုံးမှာခလဲမှာ nucleus ရှိတယ် nucleus မှာ proton နဲ့ရှိတယ် neutron နဲ့ရှိတယ်ဘေးမှာကျတော့ပတ်တဲ့ electron နဲ့ရှိတယ်အဲ့ electron တနည်းနည်းလဲခွာထည့်လိုက်တယ်ခွာထုတ်လိုက်တယ်နော် electron နဲ့အကုန်လုံးခွာထုတ်လိုက်ပြီးတော့မှ nucleus ပဲကျန်တယ် nucleus ပဲကျန်တယ်ဆိုတော့ခလဲမှာရှိတဲ့ proton တွေပဲကျန်တဲ့ကောင်နော်ဟိုဘက်ကလည်း proton တွေပဲရှိတယ် electron တွေခွာထားတဲ့ nucleus ဒီဘက်ကလည်းဒီဘက်ကခဲ atom ကလည်း electron တွေခွာထားတဲ့ခွာထားတဲ့ nucleus နော်ခါလီရှိပဲ တော့အင်းကြီးချော်ထားတဲ့ nucleus နဲ့တောက်နှလုံးပေါ့။နောက် can nucleus နှလုံးဟိုဒီမှာပို့ဆွဲလိုက်တာ။ပို့ဆွဲလိုက်တဲ့အခါကျတော့ဒီဟိုဘက်က proton 80နှလုံးကနေပြီးတော့မှထွက်လာတော့ဘာလို့ရှိလဲဆို electrostatic force ရှိတယ်။ဒီဘက်က proton 80နှလုံးကလည်း electrostatic force ရှိတယ်။အဲ့ဒီ electrostatic force ကအချင်းချင်းပို့ဆွဲလိုက်တဲ့အချိန်မှာနောက်တစ်ခုနဲ့တစ်ခုလေဟတ်တယ်လို့ပဲ။အကာအီဒီစင်ဖြတ်သွားချိန်မှာသူ့ရဲ့လေဟတ်တယ်လို့ပဲ။နောက်အချင်းချင်းဒီ force field ကသူ့လက်တခုပြန်ပြန်ပြန်လာ အနှောက်ရှက်ဖြစ်ကြတယ်အလွန်ကြီးမားတဲ့အနှောက်ရှက်ကိုဖြစ်စေအဲ့ဒီအနှောက်ရှက်ဒီဒီမှာရှိနေတဲ့မူမမူလမှာရှိနေတဲ့ atomic nucleus ကိုတနည်းနည်းကွဲထွက်သွားအောင်အဲ့သွားအောင်လုပ်နိုင်တယ်လုံးဝနှစ်ချမ်းကွဲသွားတာမဟုတ်တာမှာအဲ့ထွက်သွားမယ်ပဲ့ထွက်လာမယ်ပဲ့ထွက်လာမယ်ဆိုတာ neutron နဲ့ပြုတ်ထွက်လာမယ် proton နဲ့ပြုတ်ထွက်လာမယ်အဲ့ဒါကိုပဲ့ထွက်လာလို့ကျွန်တော်တို့တော့အလွယ်ပြောလို့ရတယ်ပဲ့ထွက်လာမယ်အဲ့ထွက်သွားမယ်ဘာတွေပဲ့ထွက်တာလဲဘာတွေအဲ့သွားတယ်လဲဒါကိုကျွန်တော်တို့ကလေ့လာတာနော်အဲ့လို က်ထွက်သွားတာအဲ့လိုကွဲထွက်လာတာနော်ပဲ့ထွက်လာတာကိုဘာခေါ်လဲဆိုတော့ electromagnetic dissociation လို့ခေါ်တာ electromagnetic ရက်စစ်တန်လိုက်ဆောရင်ကြောင့်လို့ dissociation ပြုတ်ထွက်သွားတာကွဲထွက်သွားတယ်ကွာထွက်လာတယ်ဆိုတော့ electromagnetic magnetic dissociation လို့ခေါ်တာအဲ့လို electromagnetic magnetic dissociation END ဖြစ်လာတဲ့အခါကြာလို့ရှိရင်ပဲ့ထွက်လာတာတွေကိုကျွန်တော်တို့ကလေ့လာတယ်လေ့လာတဲ့အခါကျတော့ သူတို့လေ့လာတဲ့ detector တွေလူလာတယ်အဲ့ detector တွေကဘာ detector လဲဆိုတော့0 degree calorimeter ဆိုတဲ့ detector တွေနဲ့လေ့လာတာ0 degree လို့ဘာဖြစ်လို့ပြောလဲဆိုတော့လားတဲ့လမ်းကြောင်းရဲ့တဲ့တဲ့ကနေစောင့်ဖမ်းတာပဲဘေးတစောင်းကနေစောင့်ဖမ်းတာမဟုတ်ဘေးတိုက်စောင့်ဖမ်းတာမဟုတ်တဲ့တဲ့ကနေစောင့်ဖမ်းတာဘာဖြစ်လို့ဆိုတော့ဘေးတိုက်ဆိုလို့ရှိရင်အဲ့လိုပက်ထွက်လာတဲ့အစတွေကိုကောင်းကောင်းမဖမ်းမိဘူးနော်အဲ့လိုပက်ထွက်လာတဲ့အစတွေကဘေးကိုဆင်ထွက်လာတာမဟုတ်ဘူးလေနော်လားတဲ့လမ်းကြောင်းပါပဲနော်အตาလေးပဲ့ပြီးတော့မှသူ့မူလလမ်းကြောင်းတိုင်းပဲဆက်သွားနေတာ တော့တဲ့ခါကျတော့ရှေ့တဲ့တဲ့ကနေစောင့်ပြီးမဖမ်းလို့ရှိရင်အဲ့ဒါတွေကမမိဘူးဗျအဲ့ဒါကြောင့်မလို့ဖမ်းတဲ့ဟာတွေကဘာလဲခေါ်ပါလဲဆိုတော့0 degree 0 degree ဆိုတော့တဲ့တယ်လို့ပြောတာဘေးတန်းဘေးဆောင်မဟုတ်ဘူး20 degree မဟုတ်30 degree မဟုတ်0 degree ကနေစောင့်ဖမ်းတဲ့ detector တွေနဲ့စောင့်ပြီးဖမ်းတာဘာတွေကိုတိုင်းတယ်လဲဘာတွေကိုတိုင်းလဲဆိုတော့နော် detector နှစ်မျိုးနဲ့တိုင်းတယ်တစ်မျိုးက neutron တိုင်းတဲ့ detector တစ်မျိုးက proton ကိုတိုင်းတဲ့ detector နော်နှစ်ခုလုံးပြန်ယူတိုင်းလို့မရတော့နှစ်ခုလည်းတိုင်းရတယ်အဲ့တော့ neutron တွေဘယ်လောက်ထွက်လာလဲဆိုတော့တိုင်းတယ် proton တွေဘယ်လောက်ထွက်လာလဲဆိုတော့တိုင်းတယ် ပလိုတိုနဲ့ထွက်လာရဆိုလဲတစ်လုံးထွက်လာတဲ့အချိန်ရဘယ်လောက်ရှိလဲနှလုံးထွက်လာတဲ့အချိန်ရဘယ်လောက်ရှိလဲသုံးလုံးထွက်လာတဲ့အချိန်ရဘယ်လောက်ရှိလဲဒါတွေကိုတိုက်တယ်တိုက်တဲ့အခါကျတော့ဘာတွေ့တယ်လဲဘာတွေ့လဲဆိုတော့နော်10မိနစ်9မိနစ်လောက် run တာပေါ့တော့ရင်းနေချီနော်လာနေချီပြီး run တဲ့အချိန်မှာဘာတွေထွက်လာလဲဆိုတော့83ရာခိုင်နှုန်းတော့ခုနလိုကတ်တော့ဖြတ်ပြီးပွတ်ဆွဲသွားတဲ့အချိန်ဒီမှာ neutron မဲထွက်တယ် proton ထွက်တာမတွေ့ရဘူးအဲ့တော့အများစုကတော့၄ငါးကပွတ်ဆွဲလို့ရှိရင်၄က neutron မဲထွက်တယ်ပေါ့ ကျန်တဲ့ခါကတော့ neutron လဲထွက်လာတယ် proton လဲထွက်လာတယ် neutron ကအမြဲတမ်းလို့ထွက်တယ်ဗျ proton ထွက်တာမထွက်တာပဲငါးပုံပုံလေးပုံမှာ neutron ပဲထွက်တယ်ကျန်တဲ့တဲ့ပုံကတော့ neutron လဲထွက်တယ် proton လဲထွက်လာတယ်အဲ့တော့ proton ထွက်လာတဲ့အများစုဒီအားလုံးနှီးပါသည် proton တစ်လုံးပဲထွက်တယ်ဒါပေမဲ့တစ်ခါလေရှာရှာပပ proton နှလုံးထွက်တဲ့ခါတွေရှိတယ်သုံးလုံးထွက်တဲ့ခါတွေရှိတယ်အဲ့တော့ဒီနေရာမှာဒီ experiment အတိုင်းတာဒီထွက်လာတဲ့ရွှေကိုတိုင်းတာမဟုတ်ဘူးเนาะ proton ဘယ်နှလုံးထွက်လာလဲပဲတိုင်းတာ ခဲကအခုနကျွန်တော်ပြောခဲ့ပြီးပြီလက်တီအက်တမစ်နံပါတ်80နဲ့သူ့ရှိရတဲ့ပရိုတွန်၃လုံးပြုတ်ထွက်သွားလို့ရှိရင်ဒီကောင်ဒီနော်ပရိုတွန်80လုံးရှိတဲ့အက်တမစ်နံပါတ်82ကနေအက်တမစ်နံပါတ်81ကိုပြောင်းသွားမယ်အက်တမစ်နံပါတ်အက်တမစ်နံပါတ်81ကပါလဲဆိုတော့တယ်လီယန်ခေါ်တဲ့ address ပရိုတွန်၃လုံးပြုတ်သွားလို့ရှိရင်နော်82ကနေ၃လုံးပြုတ်သွားရင်80ကျမ်းမယ်80ရပါလို့ဆိုတော့ mercury ပဒါပရိုတွန်၃လုံးပြုတ်သွားတဲ့အခါကြလို့ရှိရင် နော်80မိနစ်ကနေ3လုံးပြသွားရင်ဘယ်လောက်ကျန်မလဲဆိုတော့89ကျန်မယ်89ဒီကျွန်တော်ပုံမှန်ပြောခဲ့ပြီးဂိုးရွှေတိုင်းလိုက်လို့ proton တစ်လုံးပြုတ်ထွက်လာရဆိုလို့ရှိရင်ထွက်လာတဲ့ dressing ဒီ italian dressing ဆိုတာကျွန်တော်တို့ကသိတယ်နှလုံးပြုတ်ထွက်သွားတယ်ဆိုလို့ရှိရင်ထွက်လာတဲ့ dressing ဒီ mercury ဆိုတာကျွန်တော်တို့သိတယ်3လုံးပြုတ်ထွက်သွားတာကိုတိုင်းလို့ရလို့ရှိရင်ထွက်လာတဲ့ dressing ဒီကျန်တဲ့ကောင်ဒီဘာဖြစ်မလဲဆိုတော့ရွှေစရာကိုကျွန်တော်တို့သိတယ် ဒီနည်းလေကျွန်တော်ကရွှေထွက်တယ်လို့ပြောတာရွှေဟိုတရိုက်ဟော်ဒီမာဆိုပြီးလက်ဆက်လက်ကန်ပြပြဟော်ဒီမာတို့လာရွှေထွက်တယ်ကွာရွှေกว่าဆိုပြီးတိုက်တာမဟုတ်ရှစ်ဆက်နှလုံးရှိတယ်ကွာခဲက82လုံးရှိတယ်ကွာသူ့ဆီကနေ3လုံးပြုတ်ထွက်လာတယ်ကတော့89လုံးကျန်ပါဗောအဲ89လုံးကျန်လဲဆိုအဲ89လုံးကဘာဖြစ်မလဲဆိုရွှေဖြုတ်ရွှေဗောကွာဟိုဒီလိုနည်းလေကျွန်တော်ကပြောတာတကယ်ရွှေကိုလက်ဆက်လက်ကန်ပြနိုင်တာမဟုတ်ဘူးညာ โอเคအဲ့တော့ဘလောက်ဘလို့ရွှေထုတ်တယ်လဲဆိုတာလည်းသိပြီ။ဟာတကယ်တော့ရွှေလှုပ်ခြင်းရွှေထုတ်ခြင်းလို့ဒီ experiment လုပ်တာဟုတ်တခြားကြောင့်လည်းသိခြင်းလို့ဒီ experiment လုပ်တာလုံရင်ကနေပြီးတော့မှเนาะထွက်လာတဲ့ by product ထဲမှာရွှေတိလို့ report ထဲမှာရွှေတိတဲ့အကြောင်းထည့်ရေးလိုက်တာဒါပဲ။မေးစရာရှိတာစီးပွားဖြစ်ထုတ်နိုင်မလား။စီးပွားဖြစ်ထုတ်နိုင်မလားဆိုပမာဏကရန်နေတယ်ဗျာ။ရန်တဲ့အရန်ရောက်နေဘလောက်လဲလဲဆိုဒီ LHC မောင်းတဲ့ကာလအားလုံးပေါ့။အဲ့ဒီ LX experiment လုပ်နေတဲ့ကာလအားလုံးပေါ့ပါ။ လေးနှစ်လောက်နော်လေးနှစ်လောက်ကြာအောင်တဲ့အတွင်းမှာ run run နေတာအဲ့လေးနှစ်လောက်ကြာတဲ့အချိန်အတွင်းမှာ run ခဲ့တဲ့အချိန်အတွင်းမှာစုပေါင်းထွက်တယ်ရွှေပမာဏသည်29 nanogram လောက်ပဲရှိလိမ့်မယ်လို့ခန့်မှန်းကြတယ်29 nanogram ဆိုတာ1 gram ရဲ့အပုံ90ပုံ1 gram ဆိုတာတိတိလေးနော်1 gram ဆိုတာဒီကစမ်းစည်းလောက်လေးရှိတယ်ရွှေရွှေ1 gram ဆိုတာစမ်းစည်းလောက်တော့မရှိတဲ့ရွှေပမာဏအဲ့ဒါလေးရဲ့ကျွန်တော်တို့တန်90ပုံတပုံပဲထွက်တယ်မျက်စိနဲ့တော့မမြင်နိုင်ဘူးပမာဏအဲ့လောက်လေးပဲထွက်တာ နောက်တစ်ခုကဘာလဲဆိုတော့ထွက်လာတဲ့ရွှေတွေကလည်းခဏလေးပဲရွှေပြေးတာပြီးလဲပြောနော်သူကနေဆက်ပြီးပြိုကွဲသွားကြတဲ့အတွက်ကြောင့်မလို့လက်ဆက်လက်ကန်ဘာမှမကြံခဲ့ဒီရွှေထွက်ဖို့အတွက်ရင်းရတဲ့ကုန်ကျစရာမနေဘူးဒီ particle accelerator ကြီးရဲ့တိဆောက်ခတယ်မြေဘီလီယံနဲ့ချီတယ်တနည်းနည်းရာတဲ့ကုန်ကျစရာဒေါ်လာတန်းရာချီတယ်အဲ့လောက်ဒီရင်းပြီးတော့မှထွက်လာမယ်ရှူပါမလားနည်းနည်းဆိုတော့တေချာတော့ဒါပါလဲဆိုစီးပွားပြမထုံနိုင်စီးပွားပြမထုံနိုင်လဲကွာမင်းတို့ကောင်တွေကအလကားပတ်စံကုန်ခံပြီးလုံနေလဲ မဟုတ်သေးဘူးပြကျွန်တော်တို့ရဲ့ကျွန်တော်တို့ဆိုတာဒီဒီစားညဲစားညဲတကယ်ရေမှန်းချက်ကပါလဲဆိုတော့ရွှေဖြစ်ငွေဖြစ်မဟုတ်ဘူးလားတခြား cross in ကြီးရွှေဖြစ်အောင်မဟုတ်ဘူးခုနကျွန်တော်ပြောခဲ့သလိုပဲ big bang အစောပိုင်းကာလမှာရှိခဲ့တဲ့ခြေနေကိုဖန်တီးပြီးတော့မှကျွန်တော်တို့ရဲ့ fundamental particle တွေခြေကမုံတွေလေ့လာတဲ့ခြေကအားတွေကိုလေ့လာတဲ့ခြေကဖြစ်စဉ်တွေကိုလေ့လာတဲ့ဒါတွေကိုလေ့လာပြီအဲ့တော့ဒီသုတေသဆက်တမှုအရေးပါတယ်ရွှေကလောက်လောက်လာမထွက်ဘူးလေအရေးပါတယ်တိကျချက်ကပါလဲဆို proof of concept ပေါ့ ခရစ်စင်နေရာတစ်ခုနဲ့တစ်ခု transmutate ဖြစ်ပြီးပြောင်းလဲနိုင်တယ်ဆိုတော့အဲ့တော့ကျွန်တော်တို့ဓာခွဲထဲမှာဒီလိုပြောင်းနေဆိုလို့ရှိရင်ကျွန်တော်တို့ big bang အစောပိုင်းကလည်းတူညီတဲ့အခြေအနေမှာလည်းဒီလိုပြောင်းလဲမှုတွေဖြစ်ပါပဲကျွန်တော်ဥပမာ supernova တွေမှာဆိုဒီလိုပြောင်းလဲမှုတွေဖြစ်ပါပဲဒီလိုပြောလို့ရတယ်ဒါဒါ proof of concept ပေါ့ဒီလိုအခြေအနေမျိုးတွေက supernova တွေမှာဖြစ်နေမယ်အလွန်ကြီးမားတဲ့ခြေကြီးတွေမှာဖြစ်နေမယ် big bang အစောပိုင်းကလည်းဖြစ်နေမယ်ပဲစသဖြင့်ဒါတွေကိုကျွန်တော်ကပြန်ပြီးပြောလို့ရတယ်နောက်တစ်ခုကပါလဲဆိုတော့အရင်လိုထိုက်တိုက် တိုက်တာမဟုတ်ပဲလေဘေးတိုက်ပုတ်ဆွဲတဲ့ခါကျလို့ရှိရင်ဘာတွေဖြစ်တယ်လဲဆိုတာကိုအသေးစိတ်လေ့လာလို့ရတယ်အဲ့လိုအသေးစိတ်လေ့လာရတဲ့အတွက်ကြောင့်မလို့တိုက်ရိုက်တိုက်တာမဟုတ်ပဲလေဘေးတိုက်ပုတ်သွားတဲ့အချိန်မှာရှစ်တဲ့ electro magnetic force တွေခုနကတက်ရောက်မှုအကြောင်းကိုအသေးစိတ်နော်လေ့လာလို့ရလာတယ် atomic nucleus ကြီးပြိုကွဲရင်ဘာတွေဖြစ်လာလဲဆိုတာကိုတိုက်ရိုက်လေ့လာလို့ရလာတယ် เนาะไอ้อย่างนี้เนี่ยมาเราเจอในเนี่ยมา heavy metal นี่บลูผิดล่ะเลยสุดแล้วปัดตัดเนี่ย theory เนี่ยปัดตัดพี่สร้างเสียอะไรอันตรายยาละไอเดียอติดนี่อันตรายยาละนี่ชีวิตา theory นี่ชีวิตา model นี่ปูพี่ก้าวออกลูกปุ๊บเมมโมตัวน่ะขวัญยียาละดาเนี่ยอ่ะแม่ดีเว้ยเปียခုမှကျွန်တော်တို့ရွှေတွေရွှေဟာစူပါနိုဗာတွေမှာဖြစ်တယ်ဆိုပြီးတာကျွန်တော်တို့ပြောနေတယ်ဒါပေမဲ့အဲ့လိုရွှေတွေစူပါနိုဗာတွေမှာဖြစ်တယ်ဆိုတဲ့ဟာလည်းပတ်သက်ပြီးလက်တွေ့ experimental result မရှိဘူး theoretical ပဲ ပြောနိုင်တယ်အခုဆိုလို့ရှိရင်ဒါလက်ကနေရွှေဖြစ်သွားတာကိုကျွန်တော်ပြောနိုင်လာပြီเนาะစာစီဘောဒါမျိုးတွေပေါ့ဗျာဒီလိုဒီလိုမျိုးပြောနိုင်လာတယ်ကျွန်တော် theory level မှန်ပြီးကြည့်ရတဲ့ဟာတွေကိုဟိုးဝေးတနေရာမှာရှိတဲ့ကျယ်တွေထဲမှာ super number တွေပေါ့နော်ဒါလေးဖြစ်နေဆိုတာမှန်ကြည့်ရတဲ့ဟာတွေကိုလက်တွေ့နော်လက်တွေ့တက်ခွဲကြတဲ့မှာเนาะ account တွေပြနိုင်တယ်เนาะဒါမျိုးတွေပေါ့ဗျာဒါတွေကဘာလဲဆိုတော့ဒီ Alice experiment နဲ့ရလာတဲ့အကျိုးမြတ်တွေပဲဗျ Big Bang နဲ့ပတ်သက်ပြီးပိုတည်လာတယ် Big Bang အစောပိုင်းအစောပိုင်းကလိုင်းနဲ့ပတ် ပတ်သက်ပြီးပိုတည်လာတယ်။တချို့တော့နည်းနည်းလေးတော့မှန်ရွှေထားတဲ့ဟာတွေတော့မှန်တုတ်ထားတဲ့ဟာတွေကိုခိုင်ခိုင်မာမာဖြစ်အောင် theory ကိုခိုင်ခိုင်မာဖြစ်အောင်ပြုရင်တည်းစပုတော့ခွင်းလေးရလာမယ်။ particle model လေးလက်ရှိရှိနေတဲ့ particle model တွေမှာမတည်သေးလို့မှန်ထားမှန်ဖြည့်ထားတာတွေအများကြီးရှိတယ်။အဲဒီမှန်ဖြည့်ထားတဲ့နေရာတွေမှာဒီ experiment ကနေရရှိလာတဲ့ချက်တွေပေါ်မူတည်ရောမှဒီဟာတွေကိုခိုင်မာအောင် particle model တွေကိုခိုင်မာအောင်တည်ဆောက်လာနိုင်မယ်။ဒါတွေကအမျက်တွေပဲဗျ။ဒါတွေတော့ကုန်ရက်နေရလာပေါ့ဗျ။ ဲ့အခုဒီနေ့ပြောသွားတာကိုပြန်ပြီးနှီးကုံချုပ်မယ်ဆိုလို့ရှိရင်အခုစံတမ်းမှုကနေပြီးခဲကိုရှူပြီးဈေးတက်တက်တက်ပြောင်းလိုက်မလားပြောင်းနိုင်တဲ့ခြေတည်မရှိဘူးပြောင်းတော့ရတယ်သို့တော်လည်းအဲ့လိုပြောင်းဖို့တော့ဆိုလို့ရှိရင်ကုန်ကြစိတ်ကအရန်များလာတယ်သို့တော်လည်းရာဇဝင်ပေါင်းများစွာရှိနေခဲ့တဲ့ကျွန်တော်တို့လူသားတွေရဲ့အိမ်မက်ဖြစ်တဲ့ခဲကနေရွှေဖြစ်ပြောင်းတဲ့ဖြစ်စဉ်ဟာတကယ်လို့တွေ့မှလည်းဖြစ်အောင်လုပ်လို့ရတယ်ဆိုတာကိုပြသနိုင်နေမယ်ဖြစ်ပါတယ်ဒီနေ့စီစဉ်တော့ကျွန်တော်ဒီနေ့မှာပြန်လာခွင့်ပြုပါဒါကတော့ကျွန်တော်ဒီ အပတ်တော်အထူးစီစဉ်နေလဲပေါ့ကြားခဲ့ပြီးကျွန်တော်ပုံမှန်ရှယ်ကြီးလုတ်ထားတဲ့ဗီဒီယိုစီစဉ်ရဲ့နေဖြတ်ပြီးတော့မှကျွန်တော်ဒါအောင်လက်ရှိလက်ရှိမှာမေးတဲ့လူရလဲမေးလာတဲ့အတွက်ကြောင့်မလို့လူများလဲစိတ်ဝင်စားနေတဲ့အတွက်ကြောင့်မလို့ကြားခဲ့ပြီးကျွန်တော်ပြောလိုက်တာဖြစ်ပါတယ်အဲ့တော့ကျွန်တော်ရဲ့အစီအစဉ်ကိုအပိချီရှင်တဲ့အားလုံးပဲကျေးဇူးတင်ပါတယ်နောက်ကလည်းဒီလိုပဲစိတ်ဝင်စားဖို့ရာ သိပ္ပံနဲ့အခါရသိပ္ပံနဲ့ဆိုင်တာတွေယူဘဗီတန်နဲ့ဆိုင်တာနျူကလ িয়ার ဖစ်စစ်နဲ့ဆိုင်တာကွမ်တမ်ဖစ်စစ်နဲ့ဆိုင်တာရယ်လတီဗ်နဲ့ဆိုင်တာတွေကိုကျွန်တော်ဆက်လက်ပြီးပုံမှန်အမဲမဲပဲတင်ဆက်သွားမှာဖြစ်တဲ့အတွက်ကြောင့်မလို့ကျွန်တော်ရဲ့ channel ကို subscribe လုပ်ရသေးတယ်။ subscribe လုပ်ထားဖို့ဖိတ်ခေါ်ပါရစေအားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ။